မြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသား53ဦးကိုထပ်မံထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါဗျ။ထိုင်းနိုင်ငံအပါအဝင်အင်းကြီးနိုင်ငံတချို့ကိုတဆင့်ခံဖြတ်တန်းပြီးမြန်မာနိုင်ငံအတွင်းကို နယ်စပ်လမ်းကြောင်းတွေကနေတရားမဝင်ဝင်ရောက်လာပြီးကရင်ပြည်နယ်မြောက်ရီမဲထော်တလေး KK Park နယ်မြေကအွန်လိုင်းလောင်းကစားမှုတွေအွန်လိုင်းနေလည်မှုတွေကျွလွန်ခဲ့ကြတဲ့ပြည်ပနိုင်ငံသား53ဦးကိုထပ်မံထိန်သိမ်းနိုင်ခဲ့ပြီးနိုင်ငံပေါင်း၈နိုင်ငံကပြည်ပနိုင်ငံသား148ဦးကိုထပ်မံစစ်ဆေးနိုင်ခဲ့တယ်လို့သိရပါတယ်။2025ခုနှစ်ဇန်နဝါရီ30ရက်ကနေအောက်တိုဘာ31ရက်အထိမြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း 1944ခုကိုထိမ့်သိမ်းနိုင်ခဲ့ကြောင်းနဲ့အဆိုပါနိုင်ငံသားအလုံးကိုစစ်ဆေးပြီးစေခဲ့ပြီး၎င်းတို့အနက်က9365ဦးကိုထိုင်းနိုင်ငံကနေတဆင့်သက်ဆိုင်ရာနိုင်ငံတွေကိုဥပဒေလုံထုံးလုံနည်းတွေနဲ့အညီစနစ်တကျပြင်းထန်လွှဲပြောင်းပေးခဲ့ပြီးကျန်တဲ့ပြည်ပနိုင်ငံသား1389ဦးကိုသက်ဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းပေးဖို့အသိဖြစ်နေပြီဖြစ်ကြောင်းနဲ့၎င်းတို့ကိုကောင်းမွန်စွာထိမ့်သိမ်းဆောင်ရှောက်ထားတယ်လို့သိရပါတယ်။